င်္ဂလာပါအခုကတော့ကျွန်တော်ဒီလုပ်ငန်းပဲဖြစ်ဖြစ်ကိုယ့်ရဲ့အင်ကမ်ဝင်ငွေပဲဖြစ်ဖြစ်ကျွန်တော်ဒီလစဉ်ပေါ်မူတည်ပြီးတော့ကျွန်တော်ဒီတလနဲ့တလမှာကျွန်တော်ဒီရာခိုင်နှုန်းဘယ်လောက်တိုးတက်သွားတယ်ဘယ်လောက်လျော့သွားလဲဆိုတော့တက်တဲ့နေရာရှင်းပြပြမှာဖြစ်ပါတယ်အဲ့တော့လုပ်ငန်းဆိုရင်လည်းကျွန်တော်လုပ်ငန်းကကျွန်တော်ဒီဇန်နဝါရီလမှာဆိုရင်ဝင်ငွေဘယ်လောက်ရှိတယ်ဖေဖော်ဝါရီလမှာဆိုရင်ဝင်ငွေဘယ်လောက်ရှိတယ်အဲ့တော့ဒီဇန်နဝါရီနဲ့ဖေဖော်ဝါရီမှာဆိုရင်ဖေဖော်ဝါရီကကျွန်တော်ဒီဇန်နဝါရီလထက်ကျွန်တော်ဒီအင်ကမ်ဘလောက်ပို့ပြီးတော့ရာခိုင်နှုန်းတိုးတက်သွားတယ်။ရာခိုင်နှုန်းဘလောက်လျော့သွားတယ်ပေါ့နော်။ဒါတော့တွက်တဲ့နေကိုရှင်းပြပြမှာဖြစ်ပါတယ်။ နောက်ပြီးတော့ကျွန်တော်ဒီမှာဆိုရင်ဒါစင်စရာနမူနာတစ်ခုအနေနဲ့ဆွဲထားတယ်။အဲ့တော့ဒီမှာကကျွန်တော်ဒီ month ရှိမယ်။ဒီ month ကကျွန်တော်ဒီ January, February, March, April, May ချောပေါ့နော်။ income ကကျွန်တော်ကျွန်တော်ဒီမှာ income ပမာဒီကိန်းကနေပမာဏတွေကျွန်တော်ရေးပေးထားတယ်။အဲ့ပြီးကျွန်တော်ဒီမှာ percentage ရှိမယ်။အဲ့တော့ total မှာကကျွန်တော်ဒီ percentage ကကျွန်တော်ဒီဘယ်လောက်ရောက်ရင်တော့တိုးတက်သွားတယ်၊ဘယ်လောက်ရောက်ရင်တော့လျော့သွားတယ်ပေါ့နော်။ကျွန်တော်ဒါအောင်တက်မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီမှာက January ကကျွန်တော်ဒီမှာ income က9သိန်းဆိုတော့ဒီ January လကျတော့သွားဒီအရင်နှစ်ရဲ့ကျွန်တော်ဒီ December နဲ့ရှင်မှာသွားဒီရောက်ရင်တော့တွက်လို့ရမှာ။အခုဒီဇယားကွက်ထဲမှာကျွန်တော် ော့ဇန်နဝါရီလကကျွန်တော်ဒီတခြားရှင်ရှင်ပြီးတွက်လို့ရတဲ့လမရှိတဲ့အတွက်ကျွန်တော်ဒီဇန်နဝါရီရက်တွက်လို့မရဘူးနော်အဲ့တော့ကျွန်တော်ဇန်နဝါရီတော့ဖယ်ထားလိုက်မယ်ပြီးကျွန်တော်ဖေဖော်ဝါရီအဲ့တော့ဖေဖော်ဝါရီလကကျွန်တော်ဒီ9သိန်းဇန်နဝါရီလက9သိန်းဆိုတော့အဲ့တော့ဖေဖော်ဝါရီကကျွန်တော်ဒီဇန်နဝါရီလအထက်ဘလောက်ရခိုင်တော့တိုးသွားတယ်ဘလောက်ရခိုင်တော့ညော့သွားတယ်ဘောနော်ကျွန်တော်ဒါတို့တွက်မှာဖြစ်ပါတယ်ဟုတ်ပြီအခုတွက်မှာကကျွန်တော်ဒီ percentage ကိုတွက်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီ percentage ကျွန်တော်ဒီဆဲကွက်ဒီဘောနော်ဆဲကွက်ပဲဖြစ်ဖြစ်ကျွန်တော်ဒီ column ပဲဖြစ်ဖြစ်ဘောနော် column ပဲဖြစ်ကျွန်တော်ဆက်လက်ပေးလိုက်ပါဆက်လက်ပေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီ home ရဲ့အောက်ကကျွန်တော်ဒီ channel ရဲ့အောက်နာလေးမှာကျွန်တော်ဒီ ါစနစ်ပုံစံလေးရှိပါတယ်ဒါလေးတစ်ချက်နှိပ်ပါအဲ့လိုမှမနှိပ်ဘူးဆိုရင်ကျွန်တော်ဒီဘက်ကဒီမြားလေးအောက်ဆိုင်နေပါတော့ဒါလေးတစ်ချက်နှိပ်နှိပ်ပြီးကျွန်တော်ဒီမှာပါစန်လေးဆိုတော့တစ်ချက်နှိပ်လိုက်ဒါကကျွန်တော်ဒီ corner တစ်ခုလုံးဆက်လက်ပေးတာအဲ့လိုမှမဟုတ်ကျွန်တော်ဒီ segue တွေပဲဆက်လက်ပေးမယ်ဆိုရင်ကျွန်တော်ဒီ segue တွေကိုဆက်လက်ပေးဆက်လက်ပေးပြီးသွားပြီဆိုရင်ကျွန်တော်ဒီပါစန်လေးဆိုတော့တစ်ချက်နှိပ်ဒီရာခိုင်နှုန်းပုံစံမနှိပ်ဘူးဆိုရင်ကျွန်တော်ဒီမြားအောက်ဆိုင်နေရာလေးကိုတစ်ချက်နှိပ်နှိပ်ပြီးကျွန်တော်ဒီရဲ့ပါစန်လေးဆိုတော့တစ်ချက်နှိပ်လိုက်ပါနော်အဲ့ဒါဆိုရာခိုင်နှုန်းတွက်လို့ရပြီအဲ့တော့ရာခိုင်နှုန်းတွက်လို့ရပြီဆိုရင်အရင်ဆုံးကျွန်တော်ဒီတွက်မဲ့ဆဲခွက်ပေါ့နော်တွက်မဲ့ဆဲခွက်မှာကလစ်တစ်ချက်နှိပ်နှိပ်ပြီးညီမြချင်း ကျွန်တော်ဒီ February လတဲ့ကကျွန်တော်နှုတ်ကျွန်တော်ဒီ January လောက်နှုတ်လိုက်မယ်အဲ့တော့ဒီတိုင်းနှုတ်မယ်ဆိုရင်သူကကျွန်တော်ဒီဘလောက်ပပနာပေါ့နော်ဘလောက်ပပနာတိုးတက်လာတယ်ဆိုတော့ကျွန်တော်ကြည့်လို့ရမယ်အခုကကျွန်တော်ဒီရာခိုင်နှုတ်နဲ့တွက်ပါဦးနော်ရာခိုင်နှုတ်နဲ့တွက်မှာဆိုတော့ကျွန်တော်ဒီရှေ့နှစ်ခုကိုခွင်းစားခွင်းပေးနဲ့လှုပ်လိုက်မယ်ပြီးတော့အစားဘာနဲ့စားမှာလဲဆိုတော့ကျွန်တော်ဒီ January လရဲ့ကိန်းကနန်းပမာဏနဲ့စားမှာပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးကိုကလစ်တစ်ချက်နှိပ်မယ်နှိပ်ပြီးအန္တာနှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာ40ရာခိုင် ော်နော်အဲ့တော့ရာနှုန်းတွက်တာကကျွန်တော်ဒီရှေ့တလပေါ်မူတီဗီတွက်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီ9သိန်းကိုမှနောက်ထပ်40ခိုင်းတော့တိုးသွားမယ်ဆိုရင်သူက9သိန်းဖြစ်သွားတယ်အဲ့တော့သူ့ရဲ့တဘောကကျွန်တော်ဒီ favorite လာကကျွန်တော်ဒီ channel လာထက်40ရာခိုင်းတော့တိုးတက်လာတယ်ပေါ့နော်အဲ့တော့ဒီမှာကတော့ကျွန်တော်ဒီတသမာ2နေရာယူထားတယ်အကဲကျွန်တော်ဒီတသမာမယူခြင်းဘူးဆိုရင်ကျွန်တော်ဒီ၁၀ခွက်ပေါ့နော်ဒီ၁၀ခွက်ကိုဆက်လက်ပေးပါဆက်လက်ပေးပြီးကျွန်တော်ဒီ home ရအောက်ကကျွန်တော်ဒီ percentage ရအောက်နားလေးမှာကျွန်တော်ဒီမှာတသမာအတိုးလျှော့ပေါ့နော်ဒီမှာက increase decimal ပေါ့နော်ဒီဘက်ကကျတော့ degree decimal ပေါ့နော်အဲ့တော့အခုကဓာတ်သမရှောက်မှာဖြစ်တဲ့အတွက် degree ကိုတစ်ချက်ဒီနှစ်ချက်ပေါ့နော်ဓာတ်သမနှစ်နေရာဆိုတော့နှစ်ခါနှိပ်ပေးလိုက်ဒါဆိုရင်ကျွန်တော်ဒီမှာဓာတ်သမရော့သွားပြီပေါ့နော်ဟုတ်ပြီတော့နောက်ထပ်ဆက်ွက်တွေကိုကျွန်တော်တို့က auto fade ပေါ့နော် auto fade နဲ့ကျွန်တော်ဆွဲချလိုက်လို့ရတယ်အဲ့တော့ဒီ20မှာကကျွန်တော်တို့ကျွန်တော်ဒီ formula ပေါ့နော် formula ကို lock ခတ်စီရမလို့ဘာလို့လဲဆိုတော့ကျွန်တော်ဒီနောက်တစ်ခုပေါ့နော်နောက်တစ်ခုကျွန်တော်ဒီ 14ရခိုင်တော့ဗောနော်ဒီ14ရခိုင်တော့ရတဲ့ဆက်ကွက်ကိုကျွန်တော်ဒဘက်ကလေးနှိပ်ကြည့်လိုက်မယ်ဒဘက်ကလေးနှိပ်လိုက်တော့သူကဒီမက်ရှလာတဲ့ကနေကျွန်တော်ဖေဗူလာလောက်နှုတ်ထားတယ်ပြီးရင်အစဖေဗူလာနဲ့စားလိုက်တယ်ဒါကြောင့်ပုံမှန်တွက်တဲ့နေ့တိုင်းပဲဗောနော်အဲ့တော့ပြီးရင်အန်တာနှိပ်လိုက်မယ်အဲ့တော့သူကတခွက်ချင်းစီမှာကျွန်တော်ဒီဆက်ကွက်လေးတွေအောက်ကိုဆင်းသွားမှာဗောနော်အဲ့ဒီအတွက်ကျွန်တော်ဒီဖော်မြူလာကိုလော့ခတ်စီရမလို့ဒီတိုင်းပဲအော်တိုဖေးဆွဲလိုက်လို့ရတယ်ဗောနော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီဖော်မြူလာတွေသိကျင်နေဆိုရင်ကျွန်တော်ဒီတွက်ထားတဲ့ဆက်ကွက်ဗောနော်ဆက်ကွက်ကိုဒဘက်ကလေးနှိပ်လိုက်ပါနှိပ်လိုက်ပြီးဆိုရင်ကျွန်တော်ဒီမှာက ဧပြီလပေါ့နော်စီမ C5 ဆိုတာကဧပြီလဧပြီလတွေကနေမန်ချစတာကိုနှုတ်ထားတယ်ပြီးရင်ကျွန်တော်ဒီနှစ်ခုပြင်စားပြင်ပိတ်ပြီးကျွန်တော်ဒီအစားပေါ့နော်အစားမန်ချစတာနဲ့စားထားတယ်ပြီးရင်အန်ဒါနှိပ်လိုက်တယ်ဒါဆိုရင်33ရာခိုင်နှုန်းရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာကကျွန်တော်ဒီ40ရာခိုင်နှုန်းကဒါတိုးတက်လာတယ်ဒီအနှုတ်နဲ့ဆိုရင်ကျွန်တော်သူကညော့သွားတာပေါ့နော်ဒီမှာ9သိန်းဒီ February လတော့9သိန်းရတယ်မန်ချစတာရတော့6သိန်းဆိုတော့ဒါကညော့သွားတယ်ပြီးရင်ဧပြီလကျတော့ဒီ33ရာခိုင်နှုန်းတိုးတက်လာတယ်မေလကျတော့ဒါညော့သွားတယ်ပေါ့နော်ဒီလိုကြောင့်ဒီ ပုံမှန်တိုင်းဂိမ်းပြေးဆိုရင်တော့ဒါကတိုးတက်လာတာအနှုတ်နဲ့ပြထားတယ်ဆိုရင်တော့ဒါကပါဆန်နေဦးနော်ရာခိုင်နှုန်းညော့သွားတာပေါ့နော်အဲ့တော့ရာခိုင်နှုန်းတွက်မယ်ဆိုရင်သူကဒီရှေ့တက်လောက်နဲ့ရှင်ပြီးတော့ရာခိုင်နှုန်းတွက်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီရာခိုင်နှုန်းကိုပြန်ပြီးတော့ ဖြေမှန်မှန်မှန်သိကျင်တယ်ဆိုရင်ကျွန်တော်ဒီရှေ့တလနဲ့ကျွန်တော်ရာခိုင်နှုန်းပြန်ပြီးတော့ပေါင်းကြည့်လိုက်ပါတော့နော်ရာခိုင်နှုန်းပေါင်းတာကတော့ကျွန်တော်ဒီအိတ်ဈေးမှာဆိုရင်တော့ရာခိုင်နှုန်းကမြောက်လို့ပဲရတယ်ရာခိုင်နှုန်းပေါင်းတဲ့နေရာတော့ကျွန်တော်ဒီဖုန်းထဲကကယ်ကူလေတာမှာဆိုရင်တော့ရာခိုင်နှုန်းကတိုင်းရိုက်ပေါင်းလို့ရတယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်9သိန်းပေါ့နော်9သိန်းကို40ရာခိုင်နှုန်းပေါင်းလိုက်မယ်ဆိုတော့9သိန်းရလိမ့်မယ်9သိန်းကိုကျွန်တော်ဒီ14ရာခိုင်နှုန်းနှုတ်လိုက်မယ်ဆိုရင်တော့6သိန်းရလိမ့်မယ် နော်အဲ့တော့သူကရာခိုင်နှုန်းတက်တယ်ဆိုတာကရှိဒီ၈တလပေါ်မူတည်ပြီးတော့တွက်တာနော်ဒီလက်ရှိလပေါ်မူတည်ပြီးတွက်တာမဟုတ်ဘူးနော်ဆိုတော့အကကြောင့်ဒီ9သိန်းထဲကနေ40ခိုင်နှုန်းနှုတ်လိုက်ဒီ9သိန်းမရဘူးနော်သူက၈တလကိုပဲရာခိုင်နှုန်းကကြောင့်ဒီတိုးရင်တိုးတယ်ဒီညော့ရင်ညော့တယ်ပေါ့နော် ဲ့တော့ကျွန်တော်ဒီရာဂန်တော့အတိအကျရကြတယ်ဆိုရင်တော့ကျွန်တော်ဒီသတ္တမဂိန်းထည့်ပေးတာကရာဂန်တော့ပို့ပြီးတော့အတိအကျရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ဒီဆက်ကွက်တွေပေါ့နော်ဒီဆက်ကွက်တွေကျွန်တော်ဆက်လက်ပေးလိုက်မယ်ဆက်လက်ပေးပြီးသားပြီဆိုရင်ကျွန်တော်ဒီ home ရအောက်ကကျွန်တော်ဒီ percent ရအောင်လားလေးမှာကျွန်တော်ဒီဘက်ကကျွန်တော် increase decimal ဒီဘက်ကကျွန်တော် decrease decimal ပေါ့နော်အဲ့တော့အခုကသတ္တမဂိန်းတိုးမှဖြစ်တဲ့အတွက်ကျွန်တော်ဒီဘက်က increase ပေါ့နော် increase ကိုအဲကျွန်တော်ဒီမှာအဲဒါတမကိနှစ်နေရာလောက်ပေါ့နော်နှစ်နေရာလောက်ကျွန်တော်ထားလိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီအဖြစ်မှန်မှန်ပြန်ပြီးတော့တွက်မယ်ဆိုရင်ဒါပို့ပြီးတော့တိကျတယ်ပေါ့နော် အဲ့တော့ဒီမှာဆိုရင်9သိန်းနဲ့40ခိုင်တော့ပေါင်မယ်ဆိုရင်တော့9သိန်း9သိန်းနဲ့9သိန်းနဲ့14ရခိုင်14သသမ29ရခိုင်တော့နှုတ်မယ်ဆိုရင်တော့ဒါ6သိန်းရတယ်ပေါ့ဟုတ်ပြီနော်โอเคဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုအားလုံးနားလည်မယ်ထင်ပါတယ်